်ရေဒီယိုအန်ယူဂျီသောရရှင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်ဧပြီလ10ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီစီရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းနဲ့စီရေးသတင်းကတော့အင်းတော်မျိုးကိုတော်လိုင်းပူပေါင်းတက်တွေအပိသက်သိမ့်ပိုက်ရရှိတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စကိုင်းတိုင်းထပ်ပိုင်းကချင်ပြည်နယ်နေဆက်မြင်းနီးမှာရှိတဲ့အင်းတော်မျိုးကိုမြူသားညီညွတ်ဆိုရ NUG လက်အောက်ခံတပ်များနဲ့ ABSDF ကျောင်းသားတပ်က၈လနီးပါးကြာတိုက်ခိုက်ပြီးတဲ့နောက်ဧပြီလ9ရက်နေ့ညအုပ်ပိုင်းမှာအပီးသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့မြန်မာနောင်သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ဧပြီလ9ရက်ည၈နာရီခန့်မှာအင်းတော်မြို့မှာတခုတည်းကြံရတဲ့စစ်ကောင်စီတပ်ရဲ့ဂျပန်လှိုင်ကူဂုံးကိုတော်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်အင်းတော်မြို့ကိုအပီးသက်သိမ်းပိုက်နိုင်ခြင်းဖြစ်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်အမျိုးသားတို့ကပြောဆိုထားတယ်လို့ထုတ်ပြန်ထားပါတယ်။အခုညသိမ်းနိုင်တာဟုတ်တယ်။စစ်တုံးမှန်နေအများကြီးမိတော့ဗောနော်သူတို့တွေလက်နက်ချညံ့ခံနေ ပြီးရင်ဒီနေ့တရက်လုံးကတော့လေရင်နေနဲ့ကျဲနေတာပေါ့နော်နှစ်ဖက်အကြာဆုံးကတော့ရှိတာပေါ့လို့အဆိုပါရှီတန်းသတင်းရင်းမြစ်ကဆိုပါတယ်တိုက်ပွဲဖြစ်ပွားနေစဉ်တစ်လျှောက်လုံးစစ်ကောင်စီတပ်ကလေကြောင်းမှဂျက်တိုက်လေရင်နဲ့ white dress မျိုးစားလေရင်များနဲ့တနေကုန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတချို့ထံကသိရပါတယ်အီဘီလာတရက်နေ့မှာအင်းတော်မှာနောက်ဆုံးကြန့်ရှိနေတဲ့စစ်ကောင်စီတပ်ရဲ့ဂျပန်လိုင်းကူကုန်းမှစစ်တပ်ကစခန်းပြင်ထွက်ပြီးစစ်ကြောင်းထိုးလာတာကိုတော်လိုင်းပူပေါင်းတပ်တွေကလိုက်လံတိုက်ခိုက်ရမှအဆိုပါစစ်ကြောင်းကိုချိန်မုံနိုင်တယ်လို့ စကန်းကုန်းတစ်ခုလုံးကိုပါဆက်လက်သိမ့်ပိုင်နိုင်ခြင်းဖြစ်ပါတယ်။သူတို့ကစစ်ကြောင်းထုတ်လာတဲ့အခါမှာတိုက်ရင်နဲ့ဟိုဆုပ်ဒီဆုပ်နဲ့ကိုဘကတိုင်ရင်နဲ့မှမြို့မဘုံကြီးကျောင်းတို့ကြောင်းတော်မူဘုရားကုန်းတို့ရတာပေါ့နော်။အရာပြီးတော့မှနော်တကုန်းကဂျပန်လှိုင်ကုန်းကိုရတာပေါ့လို့အဆိုပါမျိုးသားကပြောပါတယ်။ဂျပန်လှိုင်ကုန်းကမှအင်းတော်မျိုးရဲ့အရှိတ်တစ်ဆက်ထဲမှာရှိပြီးအရှိတ်အနောက်သွတ်တန်းနေတဲ့တောင်ကုန်းတစ်ခုဖြစ်ကအင်းတော်မျိုးနဲ့ရွှေဘုံကြီးနားလမ်းကိုဘျူဟာအရစုံမိုးထားနိုင်တဲ့ဂုံတစ်ခုဖြစ်ပါတယ်။ အဆိုပါတောင်ကုန်းပေါ်မှာစစ်ကောင်စီဂုံးပြင်ဘုံကြီးကျောင်းနဲ့အခြားသာသနာ့ကအဆောက်အအုံများရှိတဲ့ဂုံးအချို့ရှိနေကြပါတယ်။အင်းတော်မျိုးကိုပြီးခဲ့တဲ့နှစ်ဩဂုတ်လ16ရက်နေ့မှစတင်ကတော်လဲပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနှစ်လနီးပါးခန့်အကြာမှာမြို့ပေါ်ရက်ွက် အားလုံးကိုသိမ်းပိုက်နိုင်ခဲ့ကစစ်ကောင်စီတပ်ရဲ့ဂျပန်လိုင်းကူဂုံးစခန်းတစ်ခုသာကျန်ရစ်တာဖြစ်ပါတယ်။ စကန်းကုန်းကိုတိမ့်ပိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်မှလက်နက်ချအညံ့ခံလာတဲ့စစ်တုံးပန်းတွေနဲ့လက်နက်ခဲယမ်းတွေကိုဖမ်းဆီးသိမ်းဆီးရမိထားပြီး အရေးအတွက်အသေးစိတ်ကိုတော့မသိရသေးဘူးလို့၎င်းကဆက်ပြောပါတယ်။ဆိုပါစကန်းကို ABSDF စကိုင်းအထူးတပ်ရင်း SR1 နဲ့ NUG အစိုးရရဲ့အမှတ်၁စစ်ဒေသလက်အောက်ခံတပ်တွေကပူးပေါင်းတိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ကချင်ပြည်နယ်ဝင်ပေါက်တစ်ခုဖြစ်တဲ့နန်စီအောင်မြို့နယ်28မိုင်ကန့်သာဝေးပြီးဘူဟာအရရွှေဘုံမြကြီးနားလမ်းမပေါ်မှာရှိတဲ့ အင်းတော်မျိုးကိုလက်မလွတ်ရရေးစစ်ကောင်စီတပ်ကအပြင်းထန်ခုခံခဲ့ပေမဲ့လည်းလက်လွတ်ခဲ့ရပါတယ်။အင်းတော်မျိုးရဲ့မြောက်ဘက်မိုင်း၃၀ခန့်အကွာမှာရှိတဲ့မော်လူးမျိုးကိုပြီးခဲ့တဲ့၂၀23ခုနှစ်ဒီဇင်ဘာလမှာ ABSDF နဲ့ပူးပေါင်းတပ်တွေကတိမ့်ပိုက်ထားပြီးဖြစ်ပါတယ်။အာနာသိန်းစိုးရကိုစန့်ကျင်တိုက်ခိုက်နေတဲ့တော်လိုင်းပူးပေါင်းတပ်တွေက KIA အပါအဝင်တိုင်းသားလက်နက်ကိုင်တချို့နဲ့ပူးပေါင်းပြီးမန္တလေးတိုင်းနဲ့စကိုင်းတိုင်းတွင်းရှိစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေကြပါတယ်။မန္တလေးတိုင်းတွင်းရှိစင်ကူသပိတ်ချင်းနဲ့ဒကောင်းမျိုးတို့ကို MDY PDF နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်ထားတယ်လို့စကန်တိုင်းတွင်းရှိခမ်းဘတ်ရွှေဘီအေးပင်လယ်ဘူးစတဲ့မြို့တွေကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်တွေကသိမ်းပိုက်ထားပါတယ်ခင်ဗျာအခုတကတင်ဆက်ပေးမှာကတော့ချင်းပြည်ဟာခါမျိုးကစကားဆရဲတပ်သားတူ CDF ဟာခါထံအလင်းဝင်ပြီးစူချင်းများရရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ချင်းပြည်ဟာခါမျိုးကစကားဆရဲတပ်သားတူဟာ CDF ဟာခါထံအလင်းဝင်ပြီးစူချင်းတွေရရှိခဲ့ပါတယ် ။အီဗီလာချောင်းနေမှာချင်းလန်ဒီဖန့်ဖို့စ်ဟာခါတန်ကိုလန်ဒန်နဲ့ဂျီတွေယူဆောင်လာကအလင်းဝင်လာခဲ့တာလို့သိရပါဗျ။အလင်းဝင်လာသူရက်တတာမောင်တန့်စင်ဖြိုးမှာ BA63 G3 မျိုးစာတနတ်တလက် G148 ခုနဲ့ G ဘောက်တစ်ခုယူဆောင်လာခဲ့ပါတယ်။၎င်းအားချင်းလန်ဒီဖန့်ဖို့စ်ဟာခါမှာနှွေးနှွေးထွေးထွေးကြိုးဆိုခဲ့ပြီးငွေသားစုကြီးတွေချီးမြှင့်ပေးအပ်ခဲ့ပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့အချမ်းပတ်စစ်တပ်ရဲ့စစ်မှုထမ်းအပတ်စဉ်ဆက်နှစ်အတွက်လူငယ်တွေကိုမဲနိုင်ခိုင်းနေပြီး ငွေကြေးချင်းချောင်းတောင်းယူမှုတွေအကြီးအကျယ်ဖြစ်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါလေ။ရန်ကုန်တိုင်းနဲ့ကျင်းပြည်နယ်မှာအကြမ်းဖက် စစ်တပ်ကစစ်မှုထမ်းအပတ်စဉ်၁၂ရက်အတွက်မဲနိုင်ရွေးချယ်နေပြီးမဲပေါက်သူတွေကစစ်မှုမထမ်းလိုလင်းတော်၎င်း၊ရွှေဆိုင်လိုလင်းတော်၎င်း၊တူးလင်ငွေကြက်၁၅သိန်းပေးရကြောင်းငွေကြေးပေးဆောင်ခဲ့ရသူတွေကရန်ကုန်ခေတ်သစ်သတင်းဌာနမှာဖော်ပြထားပါလေ။ဤပြလ၅ရက်နေ့မှာအရှိတကုံမြို့နယ်အမှတ်၁၁ရပ်ကွက်မှာစစ်တပ်ကခန့်အပ်ထားတဲ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကလူငယ်တွေကိုတိမ်တဆင်းလိုက်လံမဲနိုင်ခိုင်းခြင်းဖြစ်ကြောင်း ဲ့ဒီလိုမင်းနိုင်ခန်းစဉ်မဲပေါက်တဲ့လူငယ်တွေကိုစစ်မှုမထမ်းလိုပါကတူးလင်ငွေကျပ်15သိန်းပေးရပြီးမဲမပေါက်တဲ့လူငယ်တွေကိုလည်းတူးလင်ငွေကျပ်8000တောင်းခံနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စစ်မှုထမ်းဖို့မဲပေါက်သူတွေနဲ့မဲမပေါက်တဲ့လူငယ်တွေထံမှရက်ွက်အုပ်ချုပ်မှုအဖွဲ့ကပတ်စံတိုက်ရိုက်တောင်းယူခြင်းမဟုတ်ဘဲကိုယ်စလဲတွေဆီလူပီပတ်စံတွေကိုလိုက်လံကောက်ခံခိုင်းခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။အခုကသူတို့အုပ်ချုပ်မှုမပါဘဲရမရက်ဖ10ဦးဖွဲ့နေလာတာအရှိတကုံ17ရက်ကွက်မှာပါ။2ဦးမဲပေါက်သွားတယ်လို့လည်းသိရတယ်။ တယောက်ကတပင်ရွှေဒီလန်းကနောက်တယောက်က ERA လန်းကလို့သိရတယ်။မဲပေါက်လို့စစ်တဲမလိုက်ချင်ရင်တူဦးကို15သိန်းပေးရတယ်။မဲမပေါက်တဲ့အိန္ဒိယ8000ပေးရတယ်။ပတ်စံလိုက်ောက်တော့သူတို့မလာဘဲနဲ့လမ်းမူမိမတွေကိုလိုက်ကောက်ခိုင်းတယ်။ရမရဖအဖွဲဆိုပြီးတော့လေ။ဒေသခံပြည်သူတူကပြောဆိုတာဖြစ်ပါတယ်။ဒါပြင်တာဂီရာမြို့နယ်မှာအကြံပတ်စစ်တပ်ရဲ့မြို့နယ်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ကစစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်တွေကိုအမြင့်စင်းတင်သွင်းရန်စင့်ခေါ်စာများပေးပို့နေကြောင်းဒေသနေပြည်သူတွေကရန်ကုန်ခေတ်သတင်းဌာနထံကိုပြောဆိုပါတယ်။ အီဗီလာ၁၀ရက်နေ့နောက်ဆုံးထားပြီးတာဂီရာမြို့နယ်တွင်းရှိစစ်မှုထမ်းဖို့လူငယ်တွေကိုအမြင့်စင်းကိုတောင်းခံထားခြင်းဖြစ်ပြီးရက်ွက်အုပ်ချုပ်မှုကလိုက်လံပို့ဆောင်နေခြင်းဖြစ်ကြောင်းသိရပါတယ်။အလားတူကင်းရီပြည်နယ်ဖမ်းမြို့ပေါ်ရှိရက်ွက်များမှာလည်းအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်မှုတွေကစစ်မှုထမ်းအပတ်စဉ်ဆက်နှစ်အတွက်မဲနိုင်ရွေးချယ်ခြင်းတွေကိုလှုပ်ဆောင်နေကြောင်းဒေသနေပြည်သူတွေကရန်ကုန်ခေတ်သတင်းဌာနထံကိုပြောဆိုပါတယ်။အီဗီလာ၆ရက်နေ့မှစတင်ကဖမ်းမြို့ပေါ်ရှိအမှတ်တရရက်ွက်မှာရဲပြုတ်အုပ်ချုပ်မှုစိုးမြင့်ဥဆောင်က စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်လူငယ်တွေကိုမဲနိုင်ခိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဖန်အမျိုးပေါ်ရက်ကွက်၉ခုရှိပါတယ်။အခု အေဘီလာချောင်းနေကစပြီးဖန်အမျိုးအမှတ်၁ရက်ကွက်မှာစပြီးမဲနိုင်နေပါတယ်။ပြည်ရင်အိမ်ကိုချိတ်ပိတ်မယ်၊ထောင်သုံးနေချမယ်ဆိုပြီးအုပ်ချုပ်မှုကပြောပါတယ်။အမှတ်၁ရက်ကွက်အုပ်ချုပ်မှုရဲပြုတ်စိုးမြင့်ဥဆောင်ပြီးလုပ်နေတာဖန်မှာသူပဲအဓိကစလုပ်တာပါ။အုပ်ကြီးကမဘာသာမာကန်မှာမဲထိုက်တဲ့နေရာမှာလည်းမျှတမှုမရှိပါဘူး။အုတ်ကြီးရိုင်မှုတွေနဲ့မတက်တဲ့သူတွေကလူရွေးပြီးနှိုက်ခိုင်းပါတယ်လို့ဒီသာကံပြည်သူတူကပြောဆိုပါတယ်ခင်ဗျာ အခုတင်ပြခဲ့တဲ့စစ်ရေးသတင်းတွေကို Radio NUG သတင်းတောက်ຫນွေဦးရွှေဝါနဲ့မင်းတီရန်တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။